္ဂလာပါရှင်အမျိုးသမီးတို့တန်နေကြောင်းရှုစားကြပါပါဒီစီစဉ်ကတော့နိုင်ငံအရေးရက်ကအမျိုးသမီးတွေရဲ့မတူညီတဲ့အနာဂတ်ရည်မှန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ကြလဲလက်ရှိမှာတော့ဘာတွေဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါအရင်ဆုံးပြောပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒီသတင်းတွေကတော့မေလ25ရက်နေ့ကနေဂျွန်လ10ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်။သတင်းပြည့်စုံကိုတော့ DBB ဘာမီဝက်ဘ်ဆိုက်မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ ောင်ဆုံးအနေနဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ကဗျာနဲ့ဝိထုတူပြိုင်ပွဲကျင်းပသွားမယ့်သတင်းကိုပြောပြပေးပါမယ်။ဂျွန်လ19ရက်နေ့မှာကြားရောက်မယ့်လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ကဗျာနဲ့ဝိထုတူပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့နော်ဝေနိုင်ငံမှာရှိတဲ့ CRPH support group ကဖိတ်ခေါ်ထားပါတယ်။ အခုလိုဝတ္ထုတုံနဲ့ကြပြပြိုင်ပွဲကိုပြုလုပ်ရတာဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက်သူဆောင်ရွက်ခဲ့တာတွေကိုပြည်သူတွေကတံမိုးထားကြောင်းပြသခြင်းပြီးစာရေးကြပြရေးဆိုတာတွေကခိတခိရဲ့မှတ်တမ်းဖြစ်တာကြောင့်ဒီမှတ်တမ်းတွေကိုထင်ထင်ရှားရှားကြံရေးစီစဉ်လို့စီစဉ်တာဖြစ်တယ်လို့ CRPH Support Group Norway ကထွေထွေတွေ့ရင်မှဝင်းမုံဝင်းကပြောပါတယ် ပြန်ဝင်ဝင်ကြပါနဲ့ဝိတုတိုစာမူတွေဟာကိုရံရေးသားထားတဲ့စာမူတွေဖြစ်ရမှာဖြစ်ပြီးဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဖြစ်စေ၊နှွေဦးတော်လိုင်းရင်းနဲ့ပတ်သက်ပြီးဖြစ်စေ၊နှမျိုးလုံးဖြစ်စေဖြစ်ပေါ်လာတဲ့ခန်းစားမှုတွေကိုရေးဖွဲ့ထားတဲ့စာမူဖြစ်ရမှာဖြစ်ကမိညာနာမျိုးဘာသာပြန်နာမျိုးနဲ့တခြားသူရဲ့စာမူကိုကူးယူဖော်ပြတာမျိုးမဖြစ်ရဘူးလို့လည်းကြေညာထားပါတယ် ပေးဖို့လိုသူတွေအနေနဲ့ပြိုင်ပွဲဝင်စာမူတွေကိုအကန့်အသတ်မရှိပေးဖို့နိုင်ပြီးဂျွန်လ10ရက်နေ့မြန်မာစံတော်ချိန်ည12နာရီနောက်ဆုံးထားပေးဖို့ရမှာဖြစ်ကစုရွေးချက်ရေးအဖွဲ့ကအတီးပြုဆုံးဖြတ်ပြီးရင်တော့စုရရှိတဲ့စာမူတွေကိုဂျွန်လ19ရက်နေ့ကြီးညာပေးသွားမယ်လို့ပွဲစီစဉ်သူတွေကနေတစင်သိရပါဗျ။ စုရတဲ့စာမှုတွေကိုပထမစုအနေနဲ့မြန်မာကျပ်ငွေ၈သိန်းဒုတိယစုအနေနဲ့၄သိန်းတတိယစုအနေနဲ့၂သိန်းပေးအပ်သွားမှာဖြစ်ပြီးစာမှုတွေကို crph.norway@gmail.com ကိုပေးပို့နိုင်ကပြန်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ crph spoke group norway facebook စာမျက်နှာမှာအသေးစိတ်ဖော်ပြပေးထားပါတယ် ်နောက်ထပ်ပြောပြပေးမှာကဖြူဖြူကျော်သိန်းတူချုံမျိုးဂီတဖျော်ပြပွဲကနေလက်မှတ်ရောင်းရငွေဂျပန်ယန်တန်60ကျော်ရရှိတဲ့တရင်ပဲဖြစ်ပါတယ်ဒေါ်လာအနုပညာရှင်အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ဂျပန်နိုင်ငံတူချုံမျိုးဂီတဖျော်ပြပွဲကနေလက်မှတ်ရောင်းရငွေဂျပန်ယန်ဝေတန်60အမေရိကန်ဒေါ်လာ4သိန်းကျော်ရောင်းချခဲ့ရတယ်လို့ပွဲချင်းပရေးကော်မတီကနေသိရပါတယ်တူချုံမျိုးရှိကမ္ဘာအဆင့်မီ အရီနာခမ်းမာကြီးမှာဆိုတော့ဖြူဖြူကျော်သိန်းကဖြူဖြူရင်ဂျပန်အမည်နဲ့ຫນွေဦးဒေါ်လာရဲ့ရမုံငွေဂီတဖြောပြပွဲကိုမေလ25ရက်နေ့ညကကျင်းပခဲ့တာပါပွဲဝင်ငွေလက်မှတ်ရန်ငွေတန်း60အမေရိကန်ဒေါ်လာ4သိန်း12000ခန့်ရောင်းချခဲ့ရပြီးဖြူဖြူကျော်သိန်းတီးခတ်ခဲ့တဲ့ဂတာကိုရန်3သန်းနဲ့လေးလံတင်ရောင်းချနိုင်ခဲ့တယ်လို့အခြားအလူငွေတွေအနေနဲ့ရန်ငွေ130လောက်ရရှိခဲ့တယ်လို့ပွဲကျင်းပရေးကော်မတီဝင်ကိုဗန်နီကပြောပါတယ် မြန်မာနုပညာရှင်တွေကအခုလိုနိုင်ငံကစင်မီခမ်းမကြီးမှာမြန်မာနိုင်ငံသား9000ကျော်ကိုဖျော်ဖြေမှုဟာပထမဆုံးဖြစ်တဲ့အတွက်မှတ်တမ်းတင်ရမယ်လို့လည်းပွဲစီစဉ်သူတွေကဆိုပါတယ်။အဆိုတော်ဖြူဖြူကျော်သိန်းကတော့ဖြူဖြူသားဒီလန်းကိုမရွေးချယ်ခဲ့ရင်ဒီလိုကဘာကျော်တိုချိုမျိုးကအရင်နာထိတ်တန်ခမ်းမကြီးမှာဆိုပစ်မှာမဟုတ်ဘူး။ဒီလိုနေရာမျိုးမှာရင်ဘတ်တူတူမြန်မာနိုင်ငံသားတွေတွေ့မှလည်းမဟုတ်ဘူး။နောက်ထပ်ပြောချင်တာကဖြူဖြူအနေနဲ့တော်လန်ရေးလမ်းအဆုံးထိဆက်ရှိနေမယ်လို့လည်းကြေညာပြုတယ်လို့ပွဲအစမှာပြောပါရတယ်။ ပြည်ပြကျော်သန်းရဲ့အခုဂျပန်ခီးစင်မှာဖျော်ဖြေပွဲတပွဲတည်းသာကျင်းပတာဖြစ်တဲ့အတွက်တိုချိုမျိုးကနေဝေးကွာတဲ့ဂျပန်နိုင်ငံတော်အဒီတအသီးသီးကမြန်မာနိုင်ငံသားတွေလာရောက်အားပေးခဲ့ကြတာကိုမြင်တွေ့ရပါတယ်ဒီဘွဲကနေရလာတဲ့ရမုံငွေတွေကိုຫນွေဥတော်လည်းရွတ်တာမကငလီဘေးဒဏ်ခံခဲ့ရတဲ့မြန်မာပြည်သူတွေအတွက်လည်းပေးပို့လှူဒန်းသွားမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကဆိုပါတယ် အဆိုတော်ဖြူဖြူကျော်သိန်းဟာစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ပြည်သူတွေနဲ့အတူအမတ်တရားဘက်ကနေရပ်တည်ခဲ့တဲ့နှုပညာရှင်ဖြစ်တဲ့အတွက်စစ်ကောင်စီက2021ခုနှစ်အပယ်လမှာရာသီကြီးပုံမှန်ကငါကာကြီးနဲ့မတရားအမှုဖွင့်ကြီးညာခံထားရသူဖြစ်ပါတယ်။ဖန်ဝရန်ထောက်ခံထားရပြီးတဲ့နောက်မှာဖြူဖြူကျော်သိန်းဟာပြည်တွင်းနိုင်ငံမှာတွားရောက်နေထိုင်နေပြီး UK, Korea စတဲ့နိုင်ငံတွေမှာလည်းရန်မုံငွေရှာဖွေတဲ့ဂီတဖျော်ဖြေပွဲတွေကိုကျင်းပခဲ့ပါတယ်။ အခုတခါပြောပြပေးမှာကငလင်နဲ့ပြည်ရင်းစစ်ကြောက်တေဆုံရတဲ့မြမကလေးငယ်တွေအတွက် Miss Raw အလှမဲ့ထုတ်ဖော်ပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်82ချိန်မြောက် Miss Raw ပြိုင်ပွဲကိုမြမကိုစားပြုသွားရောက်ရှင်ပြိုင်နေတဲ့အလှမဲ့ခီစာခင်ကမြမနိုင်ငံမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးနဲ့ပြည်ရင်းစစ်ကြောက်ကလေးငယ်တွေတေဆုံခဲ့ရတဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်အလာမဲတွေကိုလူမှုဆက်ဆံရေးစွမ်းရည်နဲ့လူလူရှိစကားပြောဆိုမှုစွမ်းရည်တွေကိုစစ်ဆေးတဲ့ head to head challenge ပြိုင်ပွဲမှာအခုလိုထုတ်ဖော်ပြောဆိုလိုက်တာပါ။ မြန်မာလူမှုနယ်နဲ့လူသားချင်းစာနာထောက်ထားမှုကူညီရေးလိုအပ်နေဆဲဖြစ်တယ်လို့အလှမဲ့ခီစာခင်ကပြောဆိုခဲ့ပြီးမြန်မာကိုစားပြုနေတဲ့ဒီနေရာမှာရွေချက်တစ်ခုနဲ့ရောက်နေပြီးအမောင်ဆုံးချိန်တွေမှာတော့အလင်းကိုရှာဖွေနိုင်မှုရွေချက်မျောလင်းချက်နဲ့အတူတိုက်ခိုက်ဖို့ရွေးချယ်ခံရသူတယောက်အနေနဲ့ငလင်းနဲ့တခြားဘေးအန္တရာယ်တွေကြောင့်ထိခိုက်ခံစားရတဲ့ကလေးငယ်တွေနဲ့မိသားစုတွေကိုကူညီပေးသွားဖို့ကြိပေးတယ်လို့လည်းခီစာခင်ကပြောဆိုခဲ့တာပါအလှမဲ့ခီစာခင်က ဘန်းကလေးမြောက်ပွင့်တော်မီဖူးတံဝဲလို့ကြည်နေကြည်မှာရွှေရီလောင်းငါတို့စာတင်ကြောင်းဆိုတဲ့တို့ကြောင်းကပြကိုလည်းရွတ်ဆိုခဲ့တယ်လို့ဒီကပြကိုရွတ်ရင်းနဲ့ငလင်တန်းနဲ့ပြည်တွင်းစစ်ကြောင်းအသက်ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်တွေအလုံးအတွက်နက်နက်ရှိုင်းရှိုင်းကိုဝမ်းနည်းမိပါတယ်သူတို့လေးတွေဟာအကြောင်းဝိစုံလေးတွေစာအုပ်တွေအကြောင်းလွယ်အိတ်လေးတွေနဲ့သွေးဆွန်သွားကြတာကိုတည်တောင်းတည်ကြပါမလားရှင်တကယ်ကိုဝမ်းနေရပါတယ်ခလေးလေးတွေကောင်းရမွေရရောက်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်လို့လည်းပြောဆိုခဲ့ပါတယ် မစ်ဆောအလမဲ့ပြိုင်ပွဲကိုအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာမေလ9ရက်နေ့ကနေ31ရက်နေ့ထိကျင်းပခဲ့တာဖြစ်ပါတယ်။နိုင်ငံပေါင်း108နိုင်ငံကအလမဲ့တွေဝင်ရောက်ရှင်ပြိုင်နေကြတာဖြစ်ပြီးတော့မြန်မာကိုစားပြုအလမဲ့ခီစာခင်ကတော့အသက်18နှစ်အရွယ်အလမဲ့တယောက်လည်းဖြစ်ပါတယ်။ 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာနိုင်ငံအလဲပိုင်းစကိုင်းမြို့ဦးနီကိုဗဟိုပြုပြီးတော့အင်အားရစ်စတာစကေ9.9အင်အားရှိမြင်းကလင်းကြီးတစ်ခုလောက်ခတ်ခဲ့တာကြောင့်အထိကိပျက်စီးနေတဲ့သဘာဝဘေးကြောင့်တေချေမှုတွေများစွာရှိတဲ့ကြားကနေစစ်ကောင်စီဟာအပြည့်ရဲ့ကြောင့်ကြီးညာထားပေမဲ့လည်းအရသာပြည်သူတွေရှိရာနေရာတွေကိုပိတ်မထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်လတွေကထပ်ပို့မှုအသုံးပြုလာတာကိုတွေ့ရပါတယ်။ ငလင်တန်ကြောင့်ပူဆွေးတော့ကရောက်နေပေမဲ့လည်းစစ်ကောင်စီဟာလူခွင့်ရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေတဲ့အတွက်အမျိုးသမီးတွေနဲ့အမျိုးသမီးငယ်လေးတွေနေစင်နဲ့မြအသက်ဆုံးရှုံးနေကြရတာပါမြမအမျိုးသမီးတမက BWW ကထုတ်ပြန်ထားတဲ့စာရင်းတွေကိုကြည့်မယ်ဆိုရင်တော့2025ခုနှစ်ဒါမတ်လ2025ခုနှစ်မှာဆိုရင်ဒါအမျိုးသမီးတည်ဆုံတာက66ယောက်ရှိပြီးတော့အမျိုးသမီးထိခိုက်ဒဏ်ရာရရှိတာကတော့88ယောက်ရှိပါတယ် အော်နောက်ထပ်ဧပြီလမှာဆိုရင်လည်းဒါမြို့သမီးတည်ဆုံတာက82ယောက်ရှိပြီးတော့မြို့သမီးထိခိုက်ဒဏ်ရာရတာကတော့90ရှိပါတယ်အဲ့တော့ပြီးခဲ့တဲ့မေလမှာကြည့်မယ်ဆိုရင်တော့မြို့သမီးတည်ဆုံခဲ့တာက62ယောက်ရှိပါတယ်နောက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတာကတော့81ယောက်ရှိတာတို့ရပါတယ်ဒါကတော့မေလတစ်လအတွင်းပေါ့အဲ့တော့မေလတစ်လအတွင်းမှာပဲဒီ တေဆုံးခဲ့ရတဲ့စီးရင်တွေကိုကြည့်မယ်ဆိုရင်တော့လေချောင်းတိုက်ခိုက်ခံရမှုက81ယောက်တေဆုံးခဲ့ရပါတယ်လက်နက်ကြီးပစ်ခတ်ခံရမှုကြတော့4ယောက်တပ်ဖြတ်မှုကြတော့4ယောက်နောက်ပြီးတော့ထောင်တွင်းစေကူတမှုမရရှိတာက1ယောက်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုက2ယောက်ဒါတေဆုံးခဲ့ရတာတွေ့ရပါတယ်နောက်ထပ်ကတော့ဒါထိခိုက်ဒဏ်ရာရရှိတာပါဒါမေလာတလအတွင်းမှာပဲမေလာတလအတွင်းမှာပဲဆိုရင်တော့လေချောင်းတိုက်ခိုက်ခံရမှုက80လက်နက်ကြီးပစ်ခတ်ခံရမှုက9ယောက် မြေမြုပ်မိုင်းကြောင့်၃ယောက်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြတော့ဒါတယောက်ထိခိုက်ဒဏ်ရာရရှိတာဖြစ်ရပါတယ်အော်ဒီအချက်လက်တွေအရဆိုရင်တော့ဒါလက်လန်းမီတလောက်ကောက်ယူထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။မြေပြင်မှာဆိုရင်တော့ဒီအချက်လက်တွေအဒီထက်ပိုပြီးတော့များနိုင်ပါတယ်။ကဘာတဝမ်ကမြို့သမီးအစီအစဉ်မှာတော့မက္ကဆီကိုစီးတီးအနောက်ပိုင်းမှာနေတဲ့အသက်85နှစ်အရွယ်ကာတီယာလက်တော့ဟာသူ့အိမ်ကနေမှာပဲငှက်ပရုံရိတ်မုံတစ်ခုဖန်တီးထားတဲ့အကြောင်းကိုပြောပြပေးမှာပါ။ မက္ကစီကိုစီးတီးနောက်ပိုင်းမှာနေတဲ့သက်85နှစ်ရွယ်ကာတီယာလပ်တော့ဟာသူ့အိမ်ခန်းထဲမှာပဲငှက်ပရုံးရိတ်မုံတစ်ခုဖန်တီးထားပါတယ်လပ်တော့ဟာခင်မုန်းတဲ့ကွယ်လွန်သွားပြီးတဲ့နောက်သူကိုယ်တိုင်လည်း2009ခုနှစ်မှာကင်ဆာရောဂါကုသနေရသူဖြစ်ပါတယ်။စုပြစ်ခံရရတဲ့ငှက်ပရုံးပေါက်လေးတကောင်မွေးမလာလို့တလိမ့်ဆန်ကေဟာတစ်ခုပိုင်နဲ့တငယ်ချင်းဖြစ်သူကအကူညီတောင်းရကနေဒီရိတ်မုံလေးတစ်ခုစတင်ခဲ့တာပါ။ ASS me entraban momentos de miedo. ကင်းစားဆိုတာသိတယ်မယ်အားလုံးပြီးသွားပြီဆိုတော့ကြောက်လန့်မှုနဲ့အထီးချက်မှုဖန်ဆားခဲ့ရပါတယ်အဲ့ဒီအချိန်တလိမ့်ဆန်ဆောက်ရှောက်ရေလို့တဲ့ငွေချင်းတယောက်ကကျမကိုဖုံးဆက်တယ်ကျမဒီလိုကြရတယ်အများကြီးကူညီပေးခဲ့ဘူးလေ तू ကမြို့တောင်ပိုင်းမှာနေတာမိမတယောက်သူတို့ကေဟာကိုဒီမနေ့လာပြီးတော့ငှက်ပရုံပေါက်စားလေးလာထားသွားတာတဲ့ Entonces la vecina vio lo que le hacía lo robó un ငှက်ကလေးတွေမွေးမြူတာအတွေ့အကြုံရှိတဲ့ laptop ဟာ Gucci လို့နာမည်ပေးထားတဲ့ငှက်ပရုံးလေးတစ်ကောင်နဲ့စခဲ့တာဖြစ်ပါတယ်။2012ခုနှစ်မှာတော့ကိုရိုင်းငှက်ပရုံးရိပ်မှစဖွင့်ခဲ့တာဖြစ်ပါတယ်။ဒါကကျမရဲ့ပထမဆုံးငှက်ပရုံးလေးပေါ့ကျမကတလိစံလေးကိုချစ်တယ်လေ Gucci လေးကကျမဝမ်းတဲ့နေရာတွေ့ရင်ကျမစီပြန်လာပြီးတော့လဲပင်းမှနားတယ် ကျမအင်ကြီးတွေဝင်ပြီးတော့ပါဖြစ်နေရလဲပျော့နေစမ်းမှလို့အားပေးနေတယ်လို့ပါပဲ။ကုချီရင်ကမစော့ကျင်သေးဘူးလို့ပြောရင်သူကကွန်ပျူတာစကရင်ရှိမှလာရက်နေရော။ဒီရိမ်မြုံကနေနှစ်စဉ်ငှက်ဘရုံးအကောင်200နဲ့300ကြားလွတ်ပေးနိုင်ပြီးရာသီဥတုပေါ်မူတည်တယ်လို့ဆိုပါရယ်။အယမ်းပူတာပဲဖြစ်ဖြစ်မိုးရမ်းရွာတာပဲဖြစ်ဖြစ်ဒီနူးညံ့တဲ့ငှက်ကလေးတွေရဲ့ရှင်သန်နိုင်စွမ်းကိုထိခိုက်နိုင်တယ်လို့ကြောင်တွေကြီးတွေလိုအကောင်တွေရန်လဲကြောက်ရတယ်လို့ဆိုပါရီ လမ်းပေါ်မှာဒဏ်ရာရနေပြီးမပြန်နိုင်ဖြစ်နေလို့တွေ့ရတဲ့လူကခေါ်လာပေးတဲ့ငှက်ပုံးပေါက်လေးတွေရောအရွယ်ရောက်ပြီးငှက်ပုံးတွေရောဒီရိမ့်မြုံလေးမှာလက်ခံပေးပါတယ်။ laptop ကငှက်ကလေးတွေကိုစစ်ဆေးပြီးရင်ကုသပေးပါတယ်။ငှက်ကလေးတွေပြန်ကျန်းမာလာပြီးဆိုမှသဘာဝအတိုင်းပြန်လွတ်ပေးတာဖြစ်ပါတယ်။ဒဏ်ရာရတဲ့ငှက်ကလေးတွေကိုတည်တံ့ပြုစုတဲ့နေရာလေးရှိသလိုလက်နဲ့ခွန်ကျွေးဖို့လိုတဲ့ငှက်ပေါက်လေးတွေကိုလည်း laptop ရဲ့လက်ထောက်ဆက်စီလီယာကကူညီပေးပါတယ်။ Y así fue. entonces mis amigas que sabían que yo tuve a Gucci, oye mi amiga. Seamos polinizadores como los colibríes. ငါဘရုံလေးတွေလိုဝင်းမုံကူသူဖြစ်ပါစေ။ဒါကဘာလို့ဆူလိုတာလဲလို့မေးပါရယ်။ငါဘရုံတွေကဝင်းမုံကူရယ်ပန်းတပွင့်ကနေပန်းတပွင့်ထိဝင်းမုံကူတက်တယ်။ကောင်းတဲ့လူရက်တွေကိုလှုပ်တယ်။ဖျားသခင်ကလူသားအလုံးကိုမတူညီတဲ့စွမ်းရည်တွေကိုပေးအပ်ထားပေမဲ့လေအဲ့ဒီစွမ်းရည်တွေကိုလုံခြုံစွာတော့ခတ်ထားဖို့ဘယ်တော့မှမပြောခဲ့ပါဘူး။ eso es lo básico. Ahora, los colibríes, como son bebés, dependen de nosotros. entonces aprendes lamno ma mwe ye laptop ha 1980 pye lo nit twe ga ma mexico go pyaung shwe ache cha nei thain na phit par de di yei myon le pye jama ye ni pya phit par kin sa wedana shin ni go kunyi pe ba de de di yei myon le go lu ran mu ma ba be ko si yei ne go le pat ni da phit par de america tai ji na tai ha ngat braung ni ye sa ti phit par de ဒီငတ်ကလေးတွေကိုလေထဲမှာရေဝဲနေနိုင်စွမ်းကြောင့်အများတည်ကြပါတယ်။ဘာမကြမ်းမလဲ။ဒါမင်း အခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးရကမတူညီကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်တွင်မှလည်းဆက်မျှော်အားပေးကြပါဦးရှင်။ဒီစီဇန်နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးချင်တယ်ဆိုရင်တော့ Facebook page ဖြစ်တဲ့ DBB Women's Voice ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။